ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ WiFi Audio Boat Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျမတို့ရဲ့ Channel လေးကနေပရိသတ်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ Prologue ဇာတ်လမ်းကောင်းလေးများစွာကိုတင်ဆက်ပေးနေရပါဖြစ်ပါတယ်။ဒီနေ့မှပရိသတ်ကြီးတို့နားဆင်ရမှာကတော့ ဆိုင်ရီးစရာအီကံမင်းရေးသားထားတဲ့ရေချိုးခန်းလေးကတရေသားမိဆိုတဲ့ဇလန်လေးကိုပရိသတ်ကြီးတို့ကနားဆင်ရမှာပဲဖြစ်ပါတယ်။နားမစင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့နဲ့ဘေးနောက်မှာရှိတဲ့ notification bell လေးကိုနှိပ်ပေးခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့ပါပရိသတ်များရှင်ဒါဆိုရင်တော့ပရိသတ်ကြီးတို့နားဆင်နိုင်ဖို့အတွက်ဇလန်လေးကိုခုပဲစတင်လိုက်ပါပြီ။အချစ်ရတာဆိုင်ရီးစရာမှာခိုင်ဝင့်သူတယောက်ဝိတုဇလန်ရှိတဲ့ပုဂ္ဂိုလ်အမြန်ပြီးစီးဖို့အတွက်စူးစမ်းနေရတယ်။ အိမ်ကယောက်ျားဘက်ကဆွေမျိုးတွေရောက်နေကြတာရန်ကုန်စည်းရုံကြီးမှာတားချင်းတယောက်စည်းရုံလာတက်တဲ့အတွက်ကြောင့်လိုက်လာတဲ့မိသားစုက၃ယောက်ရှိရင်ကလေးကတယောက်ပါတယ်ထုတ်ဝီသူကိုပေးရမယ့်ရက်ကတပတ်သားကျန်တော့တယ်အိမ်မှာစိတ်ကူးစိတ်တန်းကောင်းကောင်းနဲ့ဇက်သိန်းကောင်းကောင်းရဖို့အတွက်ဘလို့မှမဖြစ်နိုင်တော့ပါအဲ့ဒါကြောင့်ခင်ပွန်းဖြစ်သူနဲ့တိုင်မင်းတော့ဒီလိုလုပ်လေကိုမိတ်ဆွေတယောက်ဖွင့်ထားတဲ့ဟိုတယ်မှာတပတ်လောက်သွားနေပြီးတော့ဇက်ကိုပြီးအောင်ရေးလိုက်ပါလား သူ့ဟိုတယာခြံနဲ့ဝင်းနဲ့ခြံနဲ့မှာမိသားစုလိုက်နေလို့ရတဲ့ဘန်ဂလို၅လုံးရှိရယ်။ခိုင်ဆန္ဒရှိရယ်ဆိုရင်ဘန်ဂလိုတစ်လုံးကိုဘုကင်လုပ်လိုက်မယ်လေ။ဘေးမှာလေပဲခိုးစိန်မိုင်ကုန်းဘက်ကရန်ကုန်နဲ့လည်းတိတ်ပြီးတော့မဝေးဘူး။ကိုလိုက်လာလို့လည်းလွယ်တယ်လေ။ကောင်းတယ်။ဒါမှဇလန်းချင်းထားတဲ့ရက်ကအပီးတက်နိုင်မှာ။တမီးကိုခေါ်သွားမယ်။သူ့ចောင်းပေးရက်ကိုကျူရှင်ပေးမတက်သေးဘူး။ကျူရှင်ကိုရှေ့လာဆန်မှာတက်ခိုင်းလိုက်တော့မယ်။ ီလိုနဲ့ခိုင်ဝင်းသူနဲ့အတူတူရှစ်နှစ်သမီးလေးငိမ့်ငိမ့်ထွန်းမှာမိခင်သွားရာကိုလိုက်ပါလာခဲ့တယ်။ဟိုတယ်ကိုရောက်တော့ဘန်ဂလုံ၅လုံးရှိရဲ့အနက်ခြံတောက်အစွန်ဆုံးဘန်ဂလုံမှာနေထိုင်ခွင့်ရလိုက်တယ်။ယောက်ျားဖြစ်သူရဲ့မိဆွေဟာဟိုတယ်မှာမရှိပေမဲ့သူကဟိုတယ်မန်နေဂျာကိုဂယုဆိုင်ဖို့အတွက်မှာထားတာကြောင့်စိတ်ကျဉ်နှံ့အောင်လို့ဂယုဆိုင်ကြတယ်။မမမဆရာရှိရာတွေလိုအပ်တာရှိရာတွေကိုဖုံးတာဆက်လိုက်ချက်ချင်းလာခဲ့မယ်။အေးအေးမမလိုအပ်တာရှိရင်အကြောင်းကြားမယ်နော်။ လိုက်ပိုးတဲ့အလုတ်သမားလေးကိုမုတ်ဖိုးပေးပြီးတော့ပြန်လွှတ်လိုက်တယ်။ဘန်ဂလိုလီယာမိသားစုနှစ်စုထိနေနိုင်အောင်ကျေပါတယ်။အိတ်ခမ်းနှစ်ခမ်း၊ရေချူးခမ်း၊ထမင်းစားခမ်း၊ဧည့်ခမ်းအားလုံးတန့်ပြန်နေရဲ့။မိမီအခန်းရကျေလိုက်တာ။တမီးစိတ်တိုင်းကြကစားလို့ရတာပေါ့တမီးရဲ့။ကစားရအောင်ကစားပုံမှမရှိပဲပြင်းရင် TV ပဲထိုင်ကြည့်တော့မယ်။ TV ကြည့်မယ်စားစာထိုင်ဖက်ပေါ့တမီးရဲ့။စားဖက်ရအောင်စားအုပ်လေးတအုံးမှမပါဘူး။မိမီပဲယူမနေပါနဲ့ဆို။ တပတ်လောက်ပဲနေမှာဆိုတော့တမီလွတ်လွတ်လပ်လပ်နေလို့ရအောင်လို့မမီကပြောတာပါပြန်ရောက်တာနဲ့တမီကကျူရှင်တက်အမှာနွေရာသီចောင်းပိတ်ထားပေမဲ့လေဒုတိယတန်းမှာတတိယတန်းကိုမတက်သေးခင်ကျူရှင်ကြိုပြီးတော့ထားရမှာဖြစ်တာကြောင့်ဧပြီလမေလနှစ်လအချိန်ရတယ်စာမေးဝဲပြီးမှစပြီးတော့မလတလလုံးတမီကိုចောင်းစာရီကနေလွတ်လပ်ခွင့်ပေးထားခြင်းပဲဖြစ်တယ်ကဲတမီကြိုက်တယ်လို့သာနေမမီကအဝေးစားလဲပြီးပစ္စည်းတွေနေရာတကျချရအောင်မယ်ပိုက်စာပြီလား မစားသေးဘူးမမီခိုင်ဝင်းသူကလည်းအဝိစားတွေကိုပြောင်းလဲဝစ်စင်လိုက်တဲ့အဝိစားလဲဝစ်ပြီးသွားတာနဲ့ရေချိုးကန်းတွေအင်တာတွေကိုလိုက်ပြီးတော့စစ်ဆေးကြည့်ရင်อืมမစိုးပါဘူးမမီသမီးအိမ်ရှိနားမှာကစားနေမယ်နော်နေပူလည်းမထွက်နဲ့နော်သမီးအရေးအောက်မှာနေဘယ်ဟိုမှလည်းရှောက်မသွားနဲ့နော်ဟုတ်ဘန်ဂလုံတစ်လုံးနဲ့တစ်လုံးပီ90ချားထားတယ်ဆိုတော့သိရတယ်ဘန်ဂလုံရှိမှာပန်းကြံလေးတွေရှိရင်ဘယ်တော့ပင်အုံးပင်တွေကြောင့် မြေပေါ်ကိုနေအောင်အောင်တိတ်မကြပါဘူး။ခိုင်ဝဲသူကလည်းနေရာအထိုင်ချပြီးရနဲ့စာရေးပို့အတွက်ပြင်ဆင်လိုက်တယ်။ဟမ်ဘာပါလဲ။သူ့ရဲ့ဘေးကနေရိတ်ကနေဖြတ်သွားတယ်လို့လို့မြင်လိုက်ရတယ်။တင်းတင်းရှိရှာတော့မဟုတ်ပါဘူး။ဝိုးရွားပုံရိပ်ပဲဖြစ်တယ်။မဟုတ်ပါဘူး။စိတ်တင်လို့ဖြစ်မှာပါ။မမီမစားသေးဘူးလား။အိုးဟုတ်ပါရဲ့။နေ့လယ်စာစားချိန်တော့ကျော်ပြီ။တမီဘာနဲ့စားခြင်းလဲ။ မေမေမာလီမေမေစားတာကိုတမိစားမယ်ဝက်ပေါင်းတပွဲနဲ့ချုပ်ချင်းကြောတပွဲရှောက်သီးတုပ်တပွဲနောက်ပြီးတော့ထမင်းကိုလှမ်းမာလိုက်တယ်မိနစ်20လောက်ကြာတော့မှားထားတာလားပို့ပြီးရဲတာမီနှစ်ယောက်ထိုင်စားကြပါတယ်တမိအင်အားရုပ်ကလေးတွေကစားဖို့ယူခဲ့ခိုင်းတာမိလာခဲ့တယ်မဟုတ်လားမေမေလည်းခုမှတတိယရင်တမိကမေမေယူခဲ့မယ်လို့ထင်လို့မေမေကြောင့်ကတမိပြင်းနေပြီပေါ့မပြင်းပါဘူးတမိဒီရောက်မှတငယ်ချင်းအစ်စ်ရနေပြီ ဟဲ့မဟုတ်တာမမေတမီးကိုမကြမကြကြည့်နေတာတမီးမှာတငယ်ချင်းမရှိပါဘူးရှိပါတယ်မမေရဲ့တမီးတို့တူတူကစားနေတာတမီးထမင်းစားမလို့ဝင်လာတော့ तू ကကစားရင်းနဲ့ကြံခဲ့တာမမေရဲ့อืมဒီကောင်မလေးကတော့ညာเสียမဟုတ်တောင်ညာနေရဲ့တမီးမညာပါဘူးတမီးတငယ်ချင်းကတမီးထက်နှစ်နှစ်ငယ်တယ်သူ့နာမည်ကပပတဲ့တမီးပြောတာကြောင့်သူတို့ကစားနေရကနေလှမ်းကြည့်လိုက်တော့ဘယ်ကလေးမှကစားနေရအောင်မတွေ့ရပါကဲစားစား စိတ်ကူးရင်ပြီးတော့မဟုတ်တာတွေပြောတာကိုရက်လိုက်တော့မင်မေကသမီးပြောတာကိုမယုံဘူးပပတို့တာမီးနဲ့အတူတူနေတာတဲ့ဒီနောက်မှာသူတို့နေတဲ့နေရာရှိတယ်တဲ့อืมဒီတခါသမီးတငယ်ချင်းရောက်လာရင်မင်မေနဲ့မိတ်ဆက်ပေးအောင်ဟုတ်ပြီလားခဏကြာတော့ထမင်းစားပြီးသွားတာနဲ့ပကံလေးကိုအလौတမားလေးကပြန်ပြီးတော့တင်းသွားတယ်ခိုင်ဝင်းသူကလည်းထမင်းစားတော့ပြီးတော့စာအုပ်ဆက်ရေးဖို့အတွက်စပွဲမှာပြန်ထိုင်လိုက်တယ်ညနေ9:00ခန့်ကိုရောက်တဲ့အခါမှာခါးညောင်းလာတာကြောင့်စာရေးခြင်းကိုရက်လိုက်တယ် ။စာရေးစပွဲရနေထပြီးတော့အိမ်ရှိကိုထွက်ကြည့်လိုက်တဲ့။တမိကိုမတွေ့ပါဘူး။ဒါကြောင့်အောက်ဆင်းပြီးကြည့်တော့ဘန်ဂလိုလေးမှာထိုင်ကစားနေတာကိုတွေ့လိုက်ရတယ်။သူ့ခြေတံမကြပဲတမိကလှဲ့ကြည့်တယ်။ကဲလာအပေါ်တက်တော့ရေချိုးရမယ်။ရှေ့မှာစော့ပါဆို။ဘေးဘက်ကနေလာစော့နေတယ်။ပပမမေနဲ့မတွေ့ချင်ဘူးဆိုလို့အာဒီဘက်မှာလာကစားနေတာအခုလဲနင်တို့မိလာနေပြီငါသွားတော့မယ်ဆိုလို့တမိမမေကိုလှဲ့ကြည့်တာ ။တမီးကတော့စိတ်ကူးတွေရင်ပြီးတော့ရှောက်ပြောနေပြီ။မမီးအပြင်ထွက်လာကြရတမီးနဲ့အတူတူပဲကလေးမှကစားနေတာကိုမမီးမတွေ့ဘူး။ "तू ကမမီးကိုမတွေ့ကျင်လို့ထွက်ပြေးသွားတာ"မမီးရဲ့။"ကဲ၊ဘသူပဲဖြစ်ဖြစ်ကစားတာကိုဒီနေ့အတွက်တော့ခဏနေရေချိုးရမယ်။ငင်းငင်းရလဲမိခင်ရဲ့နောက်ကနေပါလာတယ်။မမီးအေးတော့မယ်။ရေခဲတက်တာထဲမှာအေးဘူးရော ပလင်းရောရှိရလေတမီးရဲ့။စိုက်ရအောင်ယူတော့ပေါ့။တမီးကဟိုတယ်ရထည့်ပေးထားတဲ့အေးဘူးတစ်ဘူးကိုယူလာတယ်။ ခိုင်ဝင်းသူဟာဘူးကိုဖွင့်ပေးလိုက်တယ်။ဖန်ခွက်တဲကိုထဲတော့ပါလား။ပါဇက်ကနေစီးကြကုန်မှာပေါ့တမီးရဲ့။ဟွန်းဒီတိုင်းပဲတောက်မယ်။ခဏနေရေချိုးတော့မှမို့တမီးဖြစ်သူကိုဘာမှမပြောဘဲနေလိုက်တယ်။မမီးစာမကြီးပဲ TV ကြည့်နေရလား။အခုမှစာရေးစပွဲရထပြီးတော့ TV ကြည့်ရပါ၏။တမင်းစားတော့ပြီးမှစာအုပ်ပြန်ဆက်ရေးတော့မယ်။ကဲအဝိစားချုပ်ရေသွားချုပ်တော့ငိမ့်ငိမ့်ရလေရေချိုးဖို့အတွက်ပြင်ဆင်နေတော့တယ်။ ရေချိုးကန်းထဲမှာငိမ့်ငိမ့်ရဲ့ရေချိုးတန်ကြားရတယ်။ရီတန်ပါတစ်ချက်ကြားလိုက်တယ်။ဟဲ့ကြာနေပြီအေးပတ်အောင်မေတော်လိုက်တော့ခဏနေတော့ငိမ့်ငိမ့်ရေချိုးပြီးလို့အပြင်ကိုထွက်လာတယ်။မျက်နှာကတခုခုကိုသဘောကျနေတဲ့ဟန်မျိုးဖြစ်နေတာ။ခိုင်ဝင်းသူကလည်းဘာမှမပြောဘဲနဲ့ဇလန်းမှာစိတ်ဝင်စားနေတဲ့အတွက်စက်ကြည့်နေလိုက်တယ်။ဇလန်းတစ်ပိုင်းနာတော့၆နာရီထိုးတော့မေ။ကဲတမီးပါကြည့်မလဲ။မေမေရီသွားချိုးတော့မေ။ကာတွန်းကချင်းပေးမေမေ။ ကတုကောင်ကိုပြောင်းပေးပြီးတော့ခိုင်ဝင်းသူဟာရေချိုးခန်းထဲမှာရေချိုးဖို့အတွက်ဝင်လာခဲ့တော့တယ်။နောက်တော့ဇလားထဲမှာရေဖြည့်လိုက်တယ်။အိမ်နောက်ဇလားထဲကိုဝင်စိန်လိုက်တယ်။တပေါင်းလားပူအိုက်တဲ့အချိန်ရေစိန်ပြီးချိုးရတာကအယတာရှိလာတယ်။မျက်လုံးမိတ်ပြီးတော့ခဏမျှနေလိုက်တယ်။ရေကသူ့ရဲ့ခြေထောက်မလှုပ်ရှားပါဘဲနဲ့ခြေရင်းဘက်ကရေလုံနေတယ်ဆိုတဲ့အသည့်ကြောင့်မျက်လုံးကိုဖွင့်ကြည့်လိုက်မယ်ဆိုပြီးတော့ဖွင့်ကြည့်လိုက်မြဲ။အမလီတည့်ရဲတည့်ရဲတည့်ရဲ စပင်ဖားလျားချပြီးတော့ကြောက်စရာမျက်နှာကြီးနဲ့အဝိစားရီကသွေးရောင်လွှမ်းပြီးတော့ရေစလားရဲ့ပေါင်ပေါ်တင်မလင်ခွေလွှဲထိုင်ပြီးတော့သူ့ရဲ့လက်ကြီးတစ်ဖက်ကိုရေထဲကိုနှိကကစားတလူလူလုံနေတယ်။ကြည်လင်တဲ့ရေဟာသွေးရောင်ပြစ်တေးဖြစ်ကိုပြောင်းလဲလို့နေတယ်။ကြောက်နေလား။နင်းအော်ချင်တလောက်အော်ဘသူမှမကြောက်။နင်းသမီးတော်မကြောက်။တွားတွားမလာနဲ့။အော်လေးအော်ရေထဲကနေထားဖို့အတွက်ပြင်လိုက်စင် တရေမကရုတ်တရက်ထရက်ပြီးတော့ခေါင်းရဲ့ဘက်ကိုရှောက်လာကခိုင်ဝင်းသူရဲ့ခေါင်းကိုကင်ပြီးတော့ရေထဲကိုဆွဲနှစ်ပါတော့တယ်။သေစံဒီထဲလာတဲ့ဘသူပဲဖြစ်ဖြစ်ငါတတ်မယ်။သွေးလန်းနဲ့ညက်ပတ်နေတဲ့ရေတွေပါးစပ်တွေထဲကိုဝင်ကုန်တယ်။တရေမကလက်တန်လာတယ်။အောက်ကအတင်းယုံနေတရေမကလည်းအတင်းဖြစ်ရဲ့ကံကောင်းထောက်မှစွာရေစလားမှာရေဖောက်ထုတ်တဲ့အဆို့ကိုခြေထောက်နဲ့ကမ်းမိသွားတဲ့အခါရေတွေစလားတဲ့ရနေတပြေးပြေးညော့သွားတော့တာ။ တရင်မကလည်းခေါင်းကိုရေထဲနှစ်လို့မရတော့တာကြောင့်စပင်းလေးကိုစုကင်ဆွဲပြီးတော့မျက်နှာကိုနောက်လန်ချပြီးတော့သူ့ရဲ့မျက်နှာကြီးနဲ့ခိုင်ဝင်းသူရဲ့မျက်နှာပေါ်ကိုစီးမိုးလာခဲ့တာမိ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 မြမြလုံး TV line တွေပြက်နေတယ်လာလုပ်ပြီးအောင်ငိမ့်ငိမ့်ရရေချိုးကန်တကောက်လာထုပြီးတော့ပြောတဲ့တန်းကြောင့်တရင်မနောက်လှည့်ကြည့်ပြီးတော့ပျောက်သွားတယ်တရင်မပျောက်သွားတာနဲ့အနှဲငယ်သာကျန်တော့တဲ့ရေကသွေးရောင်တွေမဟုတ်ဘဲရိုးရိုးရေတွေဖြစ်ပြောင်းနေသွားတယ်သူကလည်းရေစလားခွက်ထဲကထားလိုက်ပြီးတော့ ရေပန်းကရေကိုဆက်ပြီးတော့ချိုးလိုက်တယ်။တရဲမဘယ်ကနေရောက်လာတာလဲ။ဒီဘင်္ဂလိုမှာတရဲမရှိနေရလား။ဒီတိုင်းဆိုရင်တော့တပတ်ပြည့်အောင်နေလို့ဖြစ်ပါမလား။ရေချိုးရင်းနဲ့အမျိုးမျိုးစဉ်းစားနေမိရင်တရဲမကိုထွက်မတွေ့တော့ပါ။ရေချိုးကမ်းပြင်ကိုရောက်တော့တမိရတကားဝမှာရက်ဆောင်နေတယ်။ဟိုမှာတီဗီကပြန်ကောင်းနေပြီ။စွစောကဘာပေါ်မှမပေါ်ဘူး။အဆက်ပြောက်တွေဖြစ်နေတာ။ခဏနေရစာစားမယ်။မေမေဝေစားလဲလိုက်အောင်မယ်။ ဟွန်းဟွန်းတမီးမစားသေးဘူးမမီးမစားလဲမာထားမယ်ရောက်လာပြီးတော့မှစားကျင်တဲ့ချိန်စားအခန်းထဲမှာတရေရှိနေတယ်ထင်တာကြောင့်စားစရာတောက်စရာတွေကိုစစောမှာဖို့အတွက်ဆုံးဖြတ်လိုက်ခြင်းပဲဖြစ်တယ်စားစရာတွေလာပို့တော့မှောင်စပြုတ်ပြီးတော့ခုနှစ်နာရီလောက်ထိုးတော့မယ်အလौဒမားလေးကစားစရာထည့်ယူလာတဲ့ပကံတွေကိုထမင်းစားကန်းလေးကိုယူသွားပြီးတော့အပေါ်ကပလတ်စတစ်စကားကိုဖုံးပြီးတော့ထားထားခဲ့တာ ခိုင်ဝဲသူတို့ Channel 7မှာ9နာရီလာနေကြကိုရီးယားကားကိုတာမီနှစ်ယောက်ထိုင်ကြည့်နေကြတယ်။ဇလန်းတွဲပြီးတော့8နာရီထိုးပြီးမမေထမင်းစားမေဒီမှာစားမလားထမင်းစားကန်းထဲမှာစားမလားဒီမှာ TV ကြည့်ရင်လည်းစားမယ်လေ။ကဲဒါဆိုရင်ထစားစရာပကံနေအဲ့ကိုတဲသွားကြမယ်။တမီးနှစ်ယောက်လုံးထမင်းစားကန်းလေးကိုဝင်လာခဲ့ကြတယ်။အပေါ်ကဖုံးထားတဲ့ပလတ်စတစ်စကားကိုဆွဲခွင်လိုက်တယ်။ဟင်ဘလို့ဖြစ်ကုန်တာလဲ အသားဟင်းပကံနှစ်ချက်ထဲမှာဘာမှမရှိတော့ထမင်းအုပ်ထဲမှာထမင်းရတော့ရှိသေးတယ်။အတုပ်ပကံကအသီးရွက်ဖြစ်တာကြောင့်ရှိနေတယ်။မေမေဟင်းနေလာပူတာပါမလာအောင်နဲ့တူတယ်။ပါလို့ဒီပကံနှစ်ချက်မှာဟင်းအစ်စ်တွေရှိနေတာပေါ့တမီးရဲ့။ဘလို့လုံးမလဲဒီခန့်ကိုတော့မမစားကျင်တော့ဘူး။တမီးမြင်းခွာရဲ့တုပ်စားနိုင်လား။မြင်းခွာရဲ့တုပ်ကနည်းနည်းလေးတမီးနဲ့မေမေဘလို့လို့ဝမှာလဲ။မေမေတတိရပြီ။လာဟင်းရှိသေးတယ်။ တော်ပါသေးရဲ့သမီးရဲ့သမီးအုံနဲ့ဟင်းပကံနှစ်ချက်ကိုယူပြီးတော့ခိုင်ဝင့်သူအပြင်ကိုထွက်လာတယ်။ငင်းငင်းကအတုပ်ပကံကိုကင်လာတယ်။မမီးဟင်းနေရာဘယောက်ကုန်တာလဲ။လာပိုးတဲ့ကောင်လေးတွေလမ်းမှာမှောက်လာလို့အဲ့ဒါမမီးတို့မသိအောင်သမီးစားကန်းနဲ့ကိုဝင်ထားသွားတာ။ပြဆိုမမီးကလူကြီးကိုတိုင်ပေါ့။မနက်မှဖုန်းဆက်ပြီးတော့တိုင်လိုက်မယ်။ကောင်းတယ်တိုင်လိုက်မမီး။နေကင်းကဝတ်သားပေါင်းဟင်းတာမီးနှစ်ယောက်စားပေးမယ်လို့တဝက်ခန့်ကြံနေရကြောင့်ပကံတစ်ခုနဲ့လဲယူထားပြီးတော့ ရေခဲတစ်တာရဲ့အပေါ်ခန်းမှာတင်ထားလိုက်တယ်။အဲအကြောင်းတရေစားတဲ့အချိန်မပါဘဲနဲ့ညစာအတွက်အဆင်ပြေသွားတယ်။တရေကစားစရာပင်အလွတ်မပေးပါ။နောက်ရက်ကိုထမင်းစားမယ်ဆိုမှမှားရတော့မင်း။ညစာကိုစောစောစားဖို့ဆုံးဖြတ်လိုက်တယ်။ထမင်းစားပြီးတော့ပကံဒီကိုအကျန်းစီပြီးတော့ထမင်းစားခန်းထဲမှာထပ်ထားလိုက်တယ်။ခိုင်ဝင်းသူဟာတီဗီရှေ့နိုင်ဝက်ခန့်ထိုင်ပြီးတော့မအိပ်ချင်တဲ့အချိန်ထိစာရေးဖို့အတွက်စပွဲမှာထိုင်လိုက်တယ်။ငင်းငင်းကတော့မြန်မာဗီဒီယိုဇက်ကားကိုကြည့်နေရယ်စေနာ ਈ ထိုးပြီးဇလန်းမပီးသေးဘူး အဲ့ဒီချိန်ခွမ်းကလေးအတန်မိမိပကံကြီးအပြင်ရောက်လာတယ်ခိုင်ဝင်းသူစာရင်းနေရာကနေထလာတယ်နောက်ထပ်ထမင်းပကံတစ်ချက်နဲ့ပေါက်လိုက်ပြန်တယ်မကွဲတဲ့ပကံတွေဖြစ်တာကြောင့်တော်ပါသေးတယ်ကြွေပကံဆိုရင်တော့ဟိုတယ်နဲ့ရှင်းရအောင်မေမိမိဘသူပေါက်နေရလဲတမီးတငယ်ချင်းမိမိပဲဖြစ်မယ်တမီးတငယ်ချင်းကပြောတယ်သူ့မိကအမြဲတမ်းစိတ်တူနေတာတဲ့တမီးဘာရီလျှောက်ပြောနေရလဲမရှိတဲ့လူတွေကိုပဲလျှောက်ပြောနေရဲ့ ရှိတယ်မမေရဲ့ညနေရသူ့အမေလာခေါ်လို့တမီးသူ့အမေကိုမြင်လိုက်တယ်။သူတို့ကိုမြင်တယ်ဆိုရင်သူတို့ဘာမှနေရတဲ့လေမပြောဘူးလား။ပပကသူတို့ဒီနားမှာနေတာတဲ့။ခိုင်ဝင်းသူစက်မမီးတော့ပါဘူး။တမီးပြောပုံရဆိုရင် ခလီးမတရားတရေဖြစ်ဖို့များတယ်။သူ့အမေကလည်းတရေပင်ဖြစ်မယ်။တရေတွေကိုခလီးတရားမြင်နိုင်ကြတယ်လို့ကြားဘူးတယ်။ဒါကြောင့်ညီငယ်ကခိုင်ဝင်းသူမမြင်ရတဲ့တရေတွေကိုမြင်ရခြင်းဖြစ်မယ်ဆိုပြီးတော့တွေးလိုက်မိရဲ့။ပကံတစ်ချက်နဲ့အပြင်ကိုပေါက်ပြီးတော့ ထမပေါတော့တဲ့အိမ်ကိုသူတို့ရှိရဲ့အကြောင်းအသိပေးရဖြစ်နိုင်တယ်ဆိုပြီးတော့လေခိုင်ဝင်းသူထင်လိုက်ပါတယ်။ကဲတမီး TV ပိတ်တော့မမေလဲစာမရေးတော့ဘူးအိတ်တော်မင်း။တာမီးနရောက်ခြေဆေးသွားတိုက်ဖို့အတွက်ရေချိုးခန်းလေးကိုဝင်ခဲ့လိုက်တယ်။ခိုင်ဝင်းသူဟာရေချိုးခန်းထဲမှာစိတ်မလုံဖြစ်နေရဲ့။ခက်မြန်မြန်လက်ဆက်တက်လိုက်ပြီးတော့အပြင်ကိုထွက်လာခဲ့တယ်။အိယာပေါ်ကိုရောက်တော့စေနာရီခွေးနေပြီ။လေးအီးပိဆက်ကိုတင့်ယုံဖွင့်ပြီးတော့အိတ်လိုက်တော်တယ်။ပေးမလားမပေးဘူးလားမရှိပါဘူးရှင်။ ဘာမှမရှိပါဘူးရှိရဲ့ကြောက်တုံမြင်ပြီပတ်စံမှာအထက်လိုက်ခရီးဆောင်အိတ်ထဲမှာဘယ်မှာလဲအဲ့ဒီရဲ့အိတ်ဟောဟောဒီကတဲ့အောက်မှာမယူကြပါနဲ့ရှင်ဒါကျမယောက်ျားနဲ့ကွာရှင်းခဲ့လို့လောက်ကင်စားဖို့အတွက်ပြေးလိုက်တာပါရှင်တို့ယူသွားရင်ကျမတို့တာမီဒုက္ခရောက်ရပါလိမ့်မယ်အဲ့တော့ငါတို့နဲ့မဆိုင်ဘူးဒုက္ခမရောက်ချင် ရော့ဒီပတ်စံတထုပ်ယူသွားငါးရောင်တန်တထုပ်ပေးလိုက်တယ်ဒီငါးသိန်းနဲ့တဘောအလုံးဘယ်လိုလုပ်နေထိုင်နိုင်မှာလဲမယူပါနဲ့ ကျမရဲ့ပတ်စံယူသွားရင်အားလုံးကြောင့်အော်ပြစ်လိုက်မှာနော်။အော်လီမင်းအတန်ထွက်တာနဲ့မင်းရောမင်းသမီးရောတေးပြီးတာမှန်။ဒီပတ်စံကိုယူခြင်းယူမယူခြင်းရော့ဟဲ့ကောင်မင်းယူလိုက်။ကျမနဲ့ကျမယောက်ျား꽌ရှင်းပြက်စဲခဲ့လို့ရော်ကြီးပြေးလိုက်တာပါ။ကျမတို့ဘဝကိုတနာပါအောင်ပတ်စံနေယူမသွားပါနဲ့။ဟဲ့ကောင်ဒီမှာ350တောင်အလကားပြန်ပေးလိုက်မလား။ဘာလို့ပေးရမှာလဲ။ငါတို့ကဒီမှာအလောက်ကပြက်သေးတာမဟုတ်ဘူး။ဒီအရရတဲ့ပတ်စံလေးယူရအောင်မေး။ ဒါဆိုရင်ဘာဖြစ်သင့်လဲမင်းဆုံးဖြတ်ဓားခိုက်ထားတဲ့သူဟာအမျိုးသမီးရဲ့အနီးကိုကတ်လာပြီးတော့ဓားနဲ့အချက်ပေါင်းများစွာထိုးလိုက်တယ်။အဲဒီချိန်အပြင်မှာကစားနေတဲ့၆နှစ်အရွယ်မင်းကလေးဟာအထင်းဝင်လာစဉ်မိခင်ဖြစ်သူကိုဓားနဲ့ထိုးတက်နေတာကိုမြင်တွေ့ရကြောင်းကြောက်နံ့ပြီးတော့အပြင်ကိုပြန်ထွက်ပြေးစဉ်လူတစ်ယောက်ကပြေးလိုက်ပြီးတော့ဖမ်းခေါ်လာခဲ့တယ်။အဲဒီလူကလေးမလေးကိုဘယ်လိုမျိုးလုံးလိုက်တယ်မသိ။မိခင်ရဲ့အလောင်းပေးလာချတော့ကလေးမလေးအသက်ပါမလာပါ။ကဲဘယ်လိုလုပ်မလဲ။လာဒီဟိုတယ်ခဲ့ ငါမှအကြံရှိရင်ခလီမလီနဲ့သူ့မိခင်ကို သူတို့လုံလတ်စအခန်းထဲကိုတည်လာခဲ့ကြရင်ဒီခန်းကွန်ကရစ်လောင်ပြီးခင်းတော့မှာမဟုတ်လားသူတို့အပေါ်ကနေလောင်းလိုက်ရင် တခါတည်းလက်စပြောက်ပဲသူတို့ရဲ့အဝိစားအိတ်တွေပါတွားယူခဲ့ပတ်စံထဲတဲ့အိတ်နဲ့အဝိစားထဲတဲ့အိတ်နဲ့အိတ်သာပါတာကိုတွေ့ရတာကြောင့်ပတ်စံတွေထုတ်ယူလိုက်ပြီးတော့ကြမ်းခင်းတဲ့အောက်ကိုထည့်လိုက်တော့တယ်ညနေကိုရောက်တဲ့အခါအဲ့ရဲ့အခန်းမျက်နှာပြင်တမန်တလင်းခင်းမိတာဖြစ်နေကြတော့တာမကြခင် အဲ့ရဲ့ခန်းထဲမှာကြွေပြားတွေခင်းကြပြန်နေလူနှယောက်မြုပ်ထားတဲ့နေရာမှာဘသူမှမသိပါအခန်းကိုတာဝန်ယူပြီးတော့လုတ်ကင်ကြတဲ့အသက်30ကျော်ရှိတဲ့လူတစ်ယောက်ကလည်းအခန်းကိုအလုရှင်စီကိုအပ်ပြီးတော့လုခငွေရှင်းပြီးတော့ထွက်သွားကြတော့တာခိုင်ဝင်းသူတယောက်ကြောက်စရာထိတ်လန့်စရာတနာစရာတွေနဲ့ရောပြုန်နေတဲ့အိမ်မက်ဆိုးကြီးကိုမက်နေရာကနေလန်နိုးသွားနိုင်တယ်လူကမောနေတယ်လို့ရေတောက်ချင်တယ်လို့ဖြစ်ကအဲ့ရာကနေထလိုက်တယ် ရေတန့်ပလင်းကိုညအိတ်ခမ်းထဲယူမထားမိရာကြောင့်ရေခဲတစ်တာထဲမှာတွားယူဖို့အတွက် မိခလုတ်တီကိုဖွင့်လိုက်တယ်။အိတ်ခမ်းရောအိတ်ခမ်းရောမိတွေပါလင်းထိန်သွားတယ်။နိုင်ယူကြည့်လိုက်တော့တကောင်ကျော်လို့နှစ်နာရီတောင်ထိုးနေပြီ။ရေခဲတစ်တာထဲမှာရေတန့်ပလင်းကိုယူလိုက်တယ်။ရေမခဲပေမဲ့လည်းအေးလွန်းလာတာကြောင့်ပလင်းကိုပြန်ထားလိုက်ပြီးတော့အပေါ်ထက်ကနေပလင်းကိုယူလိုက်တယ်။အဲ့ရဲ့ရေပလင်းကအေးတယ်ဆိုုံသာပါ။ရေတောက်မယ်ဆိုပြီးတော့ပလင်းကိုပဇန်နာတိလိုက်တဲ့အချိန်ရေချူးကမ်းမှရေကြတဲ့ကြားလိုက်ကြတယ် ဟင်ငါငါအိမ်မက်တရားအခန်းတီရီချူးခန်းနဲ့တူနေပါလားရှီရီကလည်းမတရားပွင့်နေရလားသူ့အလိုလိုပွင့်နေရလားငါငါဘာလုပ်ရမလဲအဲ့လိုတွေးနေစင်မှာပင်ရေတန်တိကနေရက်သွားတယ်ဒါကြောင့်ရေတန်ကိုပေါ်တောက်လိုက်ပြီးတော့ဂျန်တဲ့ရေဒီကိုအိမ်ခန်းထဲကိုယူသွားဖို့အတွက်ဆုံးဖြတ်ကအိမ်ခန်းဘက်ကိုလျှောက်လာစဉ်ရေချူးခန်းတကားပွင့်သွားတယ်အမလီတည့်ရဲ့ အမျိုးသမီးတယောက်နဲ့ကလေးမလေးတယောက်ထွက်လာပြီးတော့ထမင်းစားကန်းလေးဝင်သွားတာကိုအတိုင်းသားမြင်နေရတယ်။သူ့ကိုလှမ်းပြီးတော့မကြည့်ပါဘူး။ခိုင်ဝင်းသူကလည်းအိတ်ကန်းလေးကိုပြေးဝင်လာခဲ့တယ်။မီးဒီကလည်းမမိတ်ဝင်တော့မီးမောင်နေရင်တရေရောက်လာနိုင်တယ်။အိယာပေါ်ရောက်ပေမယ့်အကြောက်ကမပြေသေးပါ။ခြေရင်ထမင်းစားကန်းကသူ့ရဲ့အိတ်ကန်းနဲ့အိတ်ကန်းတစ်ခန်းချသည်တယ်။ခြေရင်ဘက်အိတ်ကန်းထဲမှာတရေသားမိနေတာလားမသိပါ။ဒီတိုင်းဆိုရင်တော့နေဖို့မဖြစ်တော့ဘူး။မနက်ယောက်ျားဖြစ်သူ ကိုမောင်စီကိုဖုန်းဆက်ဖို့စိတ်ဆုံးဖြတ်လိုက်တယ်။နှစ်နာရီနီးပါးမျက်လုံးတွေကြောင်နေပြီးတော့၄နာရီခန့်ရောက်တော့မှအိပ်ပျော်သွားတာ။ဘလောက်အေးအေးပြတ်ပင်မဲ့ပုံမှန်9နာရီခန့်အမြဲတမ်းနိုးနေကြဖြစ်တယ်။ဒီမနက်လေ9နာရီ10မိနစ်ခန့်မှအိပ်ရာနိုးလာခဲ့တော့တာ။ခိုင်ဝင်းသူနိုးတော့ငြင်းငြင်းလေးနိုးလာတယ်။ရေချိုးကန်သွားပြီးတော့မျက်နှာတက်လိုက်ကြတယ်။ကိစ္စအားလုံးပြီးစီတော့၈နာရီခန့်ရှိရဲ့။အဲ့ဒီချိန်ကိုမောင်ယုံသွားဖို့အတွက်ပြင်ဆင်နေလောက်တယ်။ ဒါကြောင့်ဘန်ဂလိုကတရေမအကြောင်းနဲ့အိမ်မက်အကြောင်းဖုံးဆက်ပြီးတော့ပြောပြလိုက်တယ်။ကိုမောင်ကသူ့ရဲ့မိတ်ဆွေဟိုတယ်ပိုင်ရှင်ဦးထွန်းမင်းစီကိုဖုံးဆက်ပြီးအကျိုးအကြောင်းပြောပြလိုက်တယ်။ခိုင်ရီဘာပဲဖြစ်ဖြစ်ဒီတညတော့တတိထားပြီးအိတ်ကြောင်ကွာ။မနေ့ပြန်ကိုထွန်းမင်းနဲ့အတူတူဟိုတယ်ကိုလာခဲ့မယ်။အခန်းပြောင်းပြီးဖို့ဖြစ်နိုင်မဖြစ်နိုင်မေးကြည့်ပါလားယင်။ကိုမေးကြည့်ပြီးပြီ။ညကသူတို့ဟိုတယ်မန်နေဂျာစီကအစီရင်ခံစာထဲမှာအခန်းလွတ်တီမကြံတော့ဘူးတဲ့။မနေ့ပြန်နေခင်ဘန်ဂလိုတလုံးအားမယ်တဲ့။ အဲအားကြောင့်မနေ့ဖြန်နေ့ခင်းမှာလွတ်သွားတဲ့ဘန်ကလိုပြောင်းပေးလို့ရမယ်လို့ပြောတယ်။ဒါဆိုရင်လေဒီညတော့ကြိုးစားပြီးတော့အိတ်ရတော့မှာပေါ့။ကဲကိုယုံသွားတော့မယ်။ခိုင်ဝင်းသူလည်းဖုန်းချလိုက်တယ်။တမီလာမနေ့စာသွားစားကြရအောင်။လမ်းလျှောက်ရင်းဟိုတယ်စားတောက်ခန်းအတွင်းကိုဝင်ပြီးတော့မနေ့စာမှစားကြရင်စားပြီးတော့အခန်းကိုပြန်လာကစာအုပ်ဆက်ရေးတယ်။နေ့လယ်စာစားချိန်အခန်းထဲမှာတရေသားမိလှုပ်ရှားတယ်မကြားရပါဘူး။တမီနဲ့ပပလာကစားသေးလား။ ကစားတယ်မမေမမေလမ်းခေါ်တော့မှသူထသွားတာသူ့မေရောလာသေးလားမလာဘူးမလာတာကောင်းတယ်သူ့မျက်နှာရာစိတ်ဆိုးနေတယ်ဆိုတော့တမီးလည်းသူ့ကိုကြောက်တယ်ထမင်းစားပြီးရင်အောက်ကိုစင်းမကစားနဲ့တော့တီဗီဖွင့်ပြီးတော့ဇက်လန်းကြည့်နေထမင်းစားပြီးရင် လာကစားမယ်လို့ပပအောင်မာခဲ့တာသွားမကစားရအောင် ပြောလို့ဆိုလို့မရဘူးဆိုရင်လာပြန်ခေါ်ခိုင်းလိုက်မယ်ကြားလားငင်းကြီးကပြန်မပြောပါဘူးနှက်ခမ်းစူထားတယ် အဲ့ဒီချိန်အလုတ်သမားလေးဟာစားစရာပို့တဲ့ပကံလေးလာပြန်ယူရင်းနဲ့ခိုင်ဝင့်သူ မမမမအာရင်ဟိုတယ်ဘက်ခဏလောက်လာခဲ့ပေးပါလို့မန်နေဂျာမှားလိုက်တယ်။အော်အေးအေးခဏနေလာခဲ့မယ်။အလုတ်သမားလေးပြန်သွားပြီးခဏနေတော့မှအခန်းတကားကိုပိတ်လိုက်တော့တယ်။ပိတ်ပြီးတော့တာမီနှစ်ယောက်ထွက်လာခဲ့တယ်။မန်နေဂျာခန်းလေးကိုဝင်ခဲ့တယ်။မန်နေဂျာကအသက်40ခန်းရှိရဲ့။ထိုင်မခိုင်ဝင့်သူတတိအကြောင်းကြားလိုက်လို့မခိုင်ဝင့်သူကိုခေါ်ပြီးတော့မေးရတာပါ။ ဟုတ်ကဲ့မေးပါ အခန်းထဲမှာတရေ၆တည်းဆိုဟုတ်လားဟုတ်တယ်ညရီချိုးခန်းထဲဝင်တော့တရေရရေထဲကိုနှစ်တက်မလို့တောင်လှုပ်တယ်တမီးနဲ့၆နှစ်အရွယ်မိန်းကလေးအတူတူလာကစားတယ်တဲ့ကျမကတော့တခါမှမမြင်ဘူးညရေစာလို့ထားတော့ရေချိုးခန်းထဲကတရေမှတာမီထွက်လာပြီးတမင်းစားဝကန်ထဲဝင်သွားတာတတီချာချာကိုမြင်လိုက်တယ်ညကလည်းအိမ်မက်ဆိုးတွေမက်လာတယ်အိမ်မက်ကလူတိုင်းမက်ကြတာဆိုတော့မစမ်းပင်မင်း အခန်းတစ်ခုကိုပြင်ဆင်နေတဲ့လူ၃ယောက်ကဧည့်သည်မိန်းမနဲ့ကလေးကိုတက်ပြစ်ပြီးတော့တမန်တလင်းခင်းနဲ့အောက်ထဲကိုထည့်ထားခဲ့တာအသေးချာပါ။အင်းစဉ်းစားစရာပဲ။ခိုင်ဝင်းသူတို့နေတဲ့ဘန်ကလိုကရေချိုးခန်းပြက်စီးသွားလို့ပြီးခဲ့တဲ့လမှာအစ်စ်ပြန်လှုပ်ထားတာ။ဘယံအဖွဲကလှထုံးရဲ့တန်းအောင်ရဲ့ထူးမြက်ရဲ့၃ယောက်တာဝန်ယူကြတာလေ။อืมကျွန်တော်တို့ဆက်ဆက်လို့ရနိုင်တမျှရှာကြည့်ပေးပါမယ်။ဘန်ဂလိုမှာတဲခုတဲ့လူတွေကိုပြန်စစ်ကြည့်ရမယ်။မနေ့ပြန်ကြရင်တထေးလာမယ်တဲ့ အဲ့ချိန်ကျမှဘာလို့တင့်နေအဲ့ဒါကိုတတိယဆုံးဖြတ်ပေးပါလိမ့်မယ်။ကျမပြန်လို့ရပြီလား။ဟုတ်ကဲ့ရပါပြီ။ညဘက်အကြောင်းကိစ္စရှိရင်ဖုန်းဆက်လိုက်ပါ။ဟုတ်ကဲ့ဆက်လိုက်ပါမယ်။ခိုင်ဝင်းသူကလည်းဇလန်းစဉ်းစားရမှတက်တရေမသားမီးရဲ့အကြောင်းသာခေါင်းထဲရောက်နေ။ဒါပေမဲ့မရေးလို့မဖြစ်တဲ့ဇလန်းကိုတော့အတက်နိုင်ဆုံးကြိုးစားပြီးတော့ရေးပေးနေရတယ်။ညနေ9:00နာရီမထိုးခင်ရေချိုးကန်းလေးကိုဝင်ခဲ့တယ်။အချိန်တိုင်းတော့တရေနဲ့မတိုးနိုင်ဘူးဆိုပြီးတော့အတင်းကရေချိုးတယ်။ ရေစလားတဲ့ကိုဝင်မစိန်တော့ပါရေပန်းအောက်ဝင်ပြီးတော့ရှိုးတယ်။သူ့ဘေးကရိတ်ကနေဖြတ်သွားတယ်ဆိုပြီးတော့ထင်လိုက်ရတာကြောင့်နောက်လှည့်ကြည့်လိုက်တဲ့မတွေ့ပါဘူး။ရေချိုးပြီးတော့ရေဆူတုတ်ရင်နဲ့မှန်ရှိမှရက်နေစဉ်အမလီတည့်ရဲ့မန်နေကသူ့ရုပ်နောက်မှာတည့်ရဲမှရက်နေတာကိုမြင်လိုက်ရတာကြောင့်လန့်အော်ပြီးတော့နောက်လှည့်ကြည့်လိုက်တဲ့ဘာမှမရှိပါဘူး။ရက်နေရင်ခြေထောက်ကိုချလိုက်တဲ့ချိန်စီးကက်ကက်ဖြစ်နေတဲ့တွန်ကုန်းကြည့်လိုက်တော့တွေ့တွေ့တယ် ရေစုံနေတဲ့နေရာမှန်သမျှသွေးတွေကြီးဖြစ်နေတာသူရဲ့ခြေထောက်လည်းသွေးတွေပေချံကုန်ပြီးတော့ရေပန်းအဖွင့်ကရေစေးဖို့အတွက်ပြင်လိုက်တဲ့ချိန်ရေပန်းမှရေဘူးတွေကသွေးတွေဖြစ်ပြီးတော့ကျလာခဲ့တော့တာမေမေမပြီးသေးဘူးလားတမိလဲချိုးတော့မယ်ခဏနေရောပြီးအောင်မယ်ခိုင်ဝင်းသူကလည်းရေချိုးတုတ်ထားတဲ့တပတ်ကိုသွေးတွေစွန့်ထင်ကုန်လာကြောင်းအောက်ကိုပြစ်ချလိုက်တယ်အဲ့ဒီခါမှာချက်ချင်းသွေးရောင်တွေကနေရေရောင်ပြန်ဖြစ်သွားပြန်နေခိုင်ဝင်းသူကလည်းရေကိုပြန်ဖွင့်ပြီးတော့စိတ်တန့်သွားအောင်လို့ ခြေရည်လက်တွေကိုရေပြန်စေးလိုက်တယ်။ထမိန်ရင်ရှားဝတ်ပြီးတော့သမီးဖြစ်သူကိုတကားဖွင့်ပေးလိုက်တယ်။ကဲမမေချိုးပေးမယ်။မမေတော့သမီးတယောက်ထဲချိုးမယ်။မရှိနဲ့မမေရေလောင်းပေးမယ်။ငင်းငင်းရလဲမကြေမနက်နဲ့ခိုင်ဝင်းသူရေချိုးပြီးနေရကိုငြိမ်နေလိုက်တော့တယ်။အိညာဖို့မအိတ်ခင်ဟိုနားရိတ်ခနဲ့ဒီနားရိတ်ခနဲ့မြင်ရတာလွဲပြီးစူးစူးဝါးဝါး၆လတ်တုံလုံးမှုတော့မခံရတော့ပါဘူး။ ဒီလိုနဲ့ဒုတိယညကိုထိတ်ထိတ်လန့်လန့်နဲ့ကြော်ဖြတ်လုံမြောက်လာခဲ့တယ်။မနက်အစာပြေစားတော့ပြီး၁၀နာရီခန့်ကိုမောင်နဲ့ဟိုတယ်ပိုင်ရှင်ဦးထွန်းမင်းတို့ရောက်လာတယ်။သူတို့နဲ့တူတူစကမ်းမှုအဆင့်ရှိရဲအုပ်တစ်ယောက်နဲ့ရဲတပ်သား၃ယောက်ပါလာတယ်။နောက်မှပေါက်တူးပေါက်ချုံကော်ပြားတွေကင်ထားတဲ့ယောက်ျား၅ယောက်ခန့်လည်းပါသေးတယ်။သူတို့လူစုဘက်ကလိုတွင်းကိုဝင်မလာသေးပဲနဲ့အပြင်ခလန်းလန်းကနေရက်ပြီးတော့စကားပြောနေကြတယ်။ခဏကြာမှရဲကားတစ်စီးဝင်လာတာကိုတွေ့လိုက်တယ် ကားရတာနဲ့ကားကောင်းမှမန်နေဂျာဆင်းလာခဲ့တာအနောက်ဘက်မှာရဲသား၃ယောက်နဲ့အတူတူလက်ထိတ်ခက်ချင်းခံထားရတဲ့အသက်၃၀ကျော်အရွယ်ရှိတဲ့လူ၂ယောက်ဆင်းလာတာကိုခိုင်ဝင့်သူဘန်ကလူတွင်းရနေမြင်လိုက်ရတယ်။ဟင်။ငါအိမ်မက်ထဲမှာမြင်လိုက်ရတဲ့လူဆိုး၃ယောက်ထဲက၂ယောက်နဲ့တော်တော်တူနေတယ်။တရားခံဖြစ်မယ်လို့ထင်ရတဲ့လူ၂ယောက်ကိုအရှိမထားပြီးတော့အားလုံးဘန်ကလူစီကိုလာနေကြတယ်။မန်နေဂျာအပါအဝင်ကိုမောင်နဲ့ဟိုတယ်ပိုင်ရှင်လို့ထင်ရတဲ့သူတွေခိုင်ဝင့်သူရက်နေရာစီကို ရှောက်လာတယ်။ ဒီရညမကြောင့်ညဆင်းရင်းစရာတွေပြန်ကြည့်တော့ဒေါ်မျိုးမျိုးခိုင်အသက်30နဲ့တမီးမျိုးပါပါအသက်6နှစ်တဲကိုသွားတော့တွေ့လိုက်တယ်။သူတို့က9ရက်ခကြိုရှင်းပြီးတော့တဲကြတယ်။နောက်ပိုင်းပြန်သွားပြီဆိုတော့ပိတ်ထားပေမဲ့မှတ်ပုံတင်တော့ပြန်မယူသွားသေးဘူးလေ။အိန္ဒိယတောင်ဝင်ကြတဲ့ဝင်တန်းကိုငွေ9သိန်းပေးပြီးတော့ဆင်းရင်းပိတ်ခိုင်းတယ်ဆိုတာသိလိုက်ပါတယ်။ရဲစခန်းကိုအကြောင်းကြားတော့ရဲစခန်းကနိုင်ငံသားစီစီရေးကတ်ထေကသူတို့ရဲ့မြို့ကိုစုံစမ်းပေးဖို့အတွက် ရဲစခန်းချင်းချိတ်ဆက်လိုက်ကြတယ်။ဟိုကအကြောင်းပြန်နေ။ဖားကန်လောပန်းတယောက်နဲ့လွန်ခဲ့တဲ့၁၀နှစ်လောက်ကလေးကအိမ်တော်ကျသွားတာမို့အကြောင်းပြန်ကြခဲ့တယ်။ဒီကညမမတ်တဲ့အိမ်မက်တိုင်းပဲ။သူ့ယောက်ျားကွာရှင်းလိုက်တာမို့သူ့ကိုဘသူမှမယုံစမ်း။သူ့ရဲ့ဆွေမျိုးသားချင်းတွေကလည်းအိမ်တော်ကျတာသိတယ်။အိမ်တော်ပြတ်တာတော့မသိသေးဘူး။အဲ့အကြောင်းဆွေမျိုးတွေကလည်းမစုံစမ်းပါယောက်ျားနဲ့ကွယ်မြို့လေတမ်းမပြောင်းခြင်း ဒီမှာဝင်တဲရင်နဲ့ပတ်စံပါတာရေချိုးကန်းလာပြင်းနဲ့သုံးယောက်ကတွေ့သွားပြီးတော့လက်စဖြောက်ပြစ်လိုက်တာပဲဖြစ်တယ်။အခုအဲ့ဒီတဲကနှစ်ယောက်ကိုဖမ်းလာမိခဲ့တယ်။သူတို့ကလည်းအပြစ်ကျူးလွန်ကြောင်ဝန်ခံပြီးပြီ။ရေချိုးကန်းစမ်းမြေကို ပြန်တူးပြီးတော့အလောင်းအဝစစ်ဆေးကြည့်လိုက်တယ်။ဒီကညီမတို့သားမိကိုဒုတိယမြောက်ဘန်ဂလိုမှာထားပေးမယ်။သူတို့နေ့လယ်စာစားပြီးရနဲ့ပြန်ကြလိမ့်မယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ဟေးမမောင်မင်းရဲ့ချစ်စနီးလေးကိုတော့တိတ်ကျေးဇူးတင်သွားပြီ။ ဟိုဘက်ဘင်္ဂလိုမှာတပတ်အခမဲ့တဲခွင့်ပေးဖို့မနေကြအောင်ငါပြောထားပြီးပြီအစားအသောက်ဝင်ဆောင်မှုအားလုံးကိုပေါ့ကွာ။ကိုင်းဒါကိုပေါင်းဤတင်တဲ့တော်အတူတူစုံရင်အခင်ဆုံးအရင်ဒီဆုံးမိတ်ဆွေဖြစ်ခဲ့တယ်ဆိုတော့ဥထုံးမင်းပါပဲ။ဟုတ်ကဲ့တည်ရတာကျေးဇူးပါ။အဲဝမ်းသာပါတယ်။သူမိမအလကားနေရမယ်ဆိုလို့ဝမ်းသာတဲ့စကားပြောဖို့တော့ကျေးဇူးတင်တော်တယ်။ကိုရောကဒါကျေးဇူးတင်နေရပါဘလို့လဲ။တရေတော်တော်နှိမ့်ဆက်တာခံလိုက်ရလား။ ရေချူးခန်းထဲဝင်တိုင်းပြက်တနာတက်တယ်။ရေရီကသွေးတွေဖြစ်လို့ဖြစ်တရေမာဟူနာပေါ်လို့ပေါ်ဒီနာပေါ်လို့ပေါ်ကြာရင်မလွယ်ဘူး။ဒီမာလာတဲတဲ့သူတွေရက်ပြည့်အောင်မနေပဲတရေ၆တဲဆိုပြီးတော့ပြန်ကြတယ်။အခန်းအားကြီးကနှစ်ပတ်လောက်ရှိပြီ။ကိုမောင်မောင်ရဲ့ဇနီးကို မန်နေဂျာကလွတ်နေတဲ့ဘန်ဂလိုအလွယ်တကူပေးလိုက်တာပဲ။အစိုးရရအကောင်ပေါ့။အဲ့ဒီချိန်ရေချူးခန်းထဲမှာတူထူတန်နေစူညံစွာကြားနေရတယ်။နိုင်ဝက်ခန့်ကြတော့ဟာတွေးပြီဆရာကြီးတွေးပြီ။ အထက်ရအော်တန်းကြောင့်ဧကန်းမှာထိုင်နေကြတဲ့သူအလုံးရေချိုးကန်းလေးကိုရောက်သွားရင်မှန်ချက်ကတ်ထားတဲ့နေရန်ပတ်အနီးမှာ၄ပီ၆ပီခန့်ပတ်လေတူးထားတယ်။အထက်မှာအယိုးမကြတကြအလောင်းနှလောင်းကိုတူးပေါ်ရရှိလိုက်တယ်။အခန်းထဲမှာညီဆူဆူအနှံ့ကြောင့်တွားကြည့်ရတဲ့သူတွေပြန်လှည့်လာကြတယ်။မန်နေဂျာနဲ့ရဲတွေသာစံရစ်တာအလောင်းကိုဖော်ပြီးတော့အိတ်တွတ်လိုက်တယ်။မြေတဲကားတစ်စီးရောက်လာပြီးတော့တူးထားတဲ့မြေတွေကားပေါ်ကိုတည်တင်ကြတယ်။နေကင်းတနားခန့်အလုံးပီးစီးသွားပြီးတော့ချင်းကို အောက်ခြေလူတရက်နီးပါးတူးထုတ်လိုက်တယ်။ပိုင်ရှင်ဥထုမရရေချိုးကန်းကိုပြန်ပြင်ဆင်ပြီးရတဲ့ဖုန်ကြီးငါးပါးကိုပင်ကတည်ဆုံးသွားတဲ့ဒါမီကျွလွတ်သွားအလူလုတ်ပြီးတော့မှအမြတမ်းပေးဝေမယ်လို့ပြောပြတယ်။အိမ်နောက်ဟိုတယ်ဝင်တန်းလေးတွေရောက်လာပြီးတော့ခိုင်ဝင်းသူတို့သားမိပြောင်းရွှေ့ဖို့အတွက်ကူညီပေးကြတယ်။ညနေ၄နာရီခန့်ခိုင်ဝင်းသူရဲ့ခင်ပွန်းကိုမောင်မောင်နဲ့ဦးထုံးမင်းတို့ရန်ကုန်ကိုပြန်သွားကြတယ်။ပြက်စီးသွားတဲ့ရေချိုးကန်းကိုအားကြီးပြန်ပြင်ကြတယ်။၃ရက်တွင်ပြီးသွားပါတယ်။ ငါရဲ့မြောက်တဲ့နေ့မှာဘုံကြီးငါးပါးပင့်ပြီးတော့တေတူသားမိအတွက်အလူဒါနပြုပေးကြတယ်။လူနာစေးုံမှာစင်းခွင့်ရပြီဖြစ်တာကြောင့်ခိုင်ဝင်းသူတို့တိုက်ခန်းကိုရောက်နေကြတယ်။ကိုမောင်တို့ဆွေမျိုးတွေပြန်ကုန်ကြပြီဖြစ်ကြောင်းကိုမောင်လမ်းပြီးတော့အကြောင်းကြားတဲ့အတွက်ခိုင်ဝင်းသူတို့သားမိနောက်နေ့ပြန်မယ့်အကြောင်းမန်နေဂျာကိုအလူတရားနာပြီးမှကြိုတင်တတိပေးထားလိုက်တယ်။နောက်နေ့မနက်စာစားပြရနဲ့ခိုင်ဝင်းသူတို့သားမိမန်နေဂျာကိုနှုတ်ဆက်ပြီးတော့ရန်ကုန်ကိုပြန်ခဲ့ကြတယ်။ တရေသားမိကိုတတ်သွားတဲ့သူတရေခံ၃ဦးလုံးဖမ်းမိသွားပြီဆိုပြီးတော့တီးခဲ့ရတယ်။တေသူကအိမ်မက်ပေးလို့သာလူသက်သမားတွေကိုဖမ်းမိလိုက်ခြင်းပဲဖြစ်တယ်။ဂျော်မျိုးမျိုးခိုင်တဲ့တမီးမျိုးပပတို့ကောင်းရမွေရာရောက်ပါစေ။ဒီလိုအဖြစ်မျိုးနဲ့လည်းဘဝဆက်တိုင်းမကြုံတွေ့ပါစေနဲ့ဆိုပြီးကားကိုတတိထားမောင်းနေရင်အခါခါဆူတောင်းပေးနေမိပါတော့တယ်။ ပရိသတ်များရှင်ဇလန်လီယာတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။နောက်ရက်တွေမှာလည်းပရိသတ်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ဇလန်လီဒီကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပရိသတ်တို့အားလုံးကစောင့်မျှော်အားပေးပြီးတော့နားဆင်ပေးပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။